Hello အားလုံးပဲမင်္ဂလာပါနော်ကျမရဲ့ Artot Mind Channel လေးကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ကျမတို့ကဗုတ်ကလေးမျိုးမှာရှိတဲ့ရွှေနေကဆလစ်ခုံကိုတွေ့ရောက်ရိုက်ကူးมาဖြစ်ပါတယ်တို့ရဲ့လုံနေလုံပုံလေးတွေကိုကျမတို့တစ်ချက်လောက်လေ့လာကြည့်အောင်လားရှင်ကျမနဲ့တူတူလိုက်ပါလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါရစေရှင် စနေခမလုံးနေတဲ့အမတွေနဲ့ကြကြီးတွေကနည်းနည်းတော့ရှက်တက်တဲ့ခါကြတော့သူတို့ကို မျက်နှာပြဖို့ခွင့်ပြုတဲ့လူလောက်ကိုပဲကျမတို့ရိုက်ခွင့်ရခဲ့ပါလိမ့်ရှင်ကျန်တဲ့သူတွေကိုတော့သူတို့ရဲ့အနီးကပ်လုံးနေပုံလေးတွေကိုလက်ကလေးတွေအဓိကလုံးနေပုံလေးကိုပဲရိုက်ပြထားတာဖြစ်ပါလိမ့်ရှင် ဒီလိုမျိုးစေးပေါ်လေးအကြီးကြီးတွေကိုဟိုးရင်ကသာနေဒီမှာ တွေ့ရပြီမယ်အခုနောက်ပိုင်းမှာမြို့ပေါ်တွေမှာတွေ့ရတာအတော်ကိုနည်းသွားပြီဖြစ်ပါလိမ့်ရှင်။ဒါကြောင့်မို့လို့တို့ရောက်ရခုခေတာဖြစ်ပါတယ်။ကျမတို့အညာဘက်မှာဆိုရင်လည်းဒီလိုမျိုးစေးပေါ်လေးကြီးရှိပါတယ်။တို့ပဲမယ်ဒီလိုမျိုးတစ်နှစ်ဖက်နဲ့ပတ်တာမဟုတ်ဖိနေကျမတို့ကပြောင်းဖို့ဖက်နဲ့ပတ်တာမျိုးရှိပါတယ်ရှင်။ယခုချိန်မှာတော့တော်တော်ကိုရှားတော့ပြီဖြစ်တဲ့စေးပေါ်လေးကြီးအမျိုးအစားတွေဖြစ်ပါတယ်။တို့ပဲမယ်ဘိုးကလေးမှာဒီလိုမျိုးစေးပေါ်လေးကိုဆက်လက်ထုတ်လုပ်နေသေးပါတယ်ရှင်။ ဒီမကစနစ်အဖူးလေးတွေကိုဒီလိုတန်ကျွန်လေးနဲ့သူ့ဖက်နဲ့သူ့ပြန်ပြီးတော့အဖူးလောက်ရဲဆိုတာလေးကိုကျွန်မကိုရှင်းပြနေတာဖြစ်ပါတယ်ရှင်။ဒီလိုမျိုးစနစ်ခုံမလုံးလုံးမယ်ဆိုရင်တော့ဆွေရကြီးရဲ့နန်းကိုခဏနိုင်မှဖြစ်ပါမရှင်။ဆွေရကြီးအနန်းကအရင်ပြင်းတဲ့အတွက်ကြောင့်ခေါင်းကိုမူးပါတယ်ရှင်။ဒီမတွေကတော်တော်လေးကိုလှုပ်သက်ချနေပြီမလို့ဒီခဏနိုင်တာဖြစ်ပါတယ်ရှင်။အနောက်ဘက်မှာဆိုရင်ជីជីတီအောင်ဆလေးတောက်ပြထားတဲ့အမှုပညာလေးကိုရိုက်ပြထားပါရရှင်အဆုံးတိတိရှိပေးဖို့ကျမကတောင်းဆိုအပ်ပါတယ်နော် အခုသုံးနေရွယ်ကလေးတွေကတနက်ဖက်လို့ခေါ်ပါတယ်ဒီတနက်ဖက်နဲ့ကျမတို့ကစလိတ်ကိုလိုက်တာဖြစ်ပါတယ်သူတို့ကလိုသလောက်ရွက်ကိုပဲကျမတို့ဖြတ်ညက်ပြီးတော့ယူပါတယ်ဂျန်နဲ့အပိုင်းတွေကတော့မလိုတဲ့အတွက်ကြောင့်ကျမတို့မယူပါဘူး မရဲ့ဘလော့ကလေးမှာအဖွားဘွားကဆက်လက်မိကြီးပြီးတော့တေချာကိုတောက်ပြပါဝင်ပေးတဲ့အတွက်ကြောင့်အဖွားကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။အဖွားရဲ့တပ်ပုံလေးတွေကိုကျမကအနောက်မှာတင်ဆက်ထားပါတယ်ရှင်။ကြည့်ရှုပေးသွားကြပါဦးနော်။ ဒီရှင်နဂါရဲ့စနစ်တီကိုသူကနေရီရွာတွေကိုပို့တယ်လို့ပြောပါတယ်ရှင်ဒီ AR တိုင်းရဲ့နေရီရွာတွေမှာဒီစနစ်တီကိုနေရာအနှံရရှိနိုင်တယ်လို့ပြောပါတယ်ရှင် ျမရဲ့ blog လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယို blog လေးမှာဆက်လက်တွေ့ဆုံပါမယ်နော်။တတပါရှင်။